နဲ့တော့ပြောသလိုတတိပဌာန်လို့အားထုတ်တယ်ဆိုရင်ဥပမာမျက်စိရအစင်းကိုမြင်တယ်နော်မြင်တော့ဆိုဘလို့မှတ်ကြလဲမေးရင်မြင်တယ်လို့ပဲမှတ်တယ်နော်အဲ့တော့ကိုသိရမယ်တတိလေးကတ်ရမယ်အပိုင်းဟာမြင်လိုက်တာကိုလည်းဘာလို့အောင်သိရမယ်နော်အဲ့မြင်လိုက်တဲ့အခိုက်မှာပဲမြင်လိုက်တဲ့သဘောတဘာဝလေးတွေနော် ဥပမာဆိုရင်တော့မျက်စိပဒါဒယုံဒါမို့ကိုမြင်လိုက်ရတဲ့အစင်းသိရမယ်ဆိုတာနော်ပြီးတော့အဲ့ဒါကိုမြင်သိသွားတဲ့စိတ်အဲ့တခုခုကိုသိဖို့ပဲပကတိကိုမြင်နေတဲ့အတိုင်းသိဖို့တော့မဖြစ်နိုင်ဘူးလို့အမြဲတည်ထားနော်ဟောကွာမှတ်လိုက်တယ်မြင်တယ်လို့မှတ်လိုက်တယ်ဒါတမန်ငါရှံငါမျိုးမှတ်တာမျိုး ဖြစ်နေရင်ကိုသိရမယ်အသိတွေပါဖြစ်သွားနိုင်လွတ်သွားနိုင် သူ့တိုင်းဆိုကွာဩမျက်စိပတာဒဆိုတာတန်းရဲ့ဥကောင်းလောက်ပမာဏရှိတယ်။ဒါမြတ်စွာဘုရားရဲ့ဉာဏ်တော်နဲ့ပိုင်းခြားပြီးတော့ခွဲခြမ်းစိတ်ဖြာပြတယ်ယုတ်နော်။တခါအစင်းဆိုတဲ့ယုတ်အစင်းကတော့ကိုမြင်နေတယ်ခုံလို့မြင်တယ်နော်ဒိမော်ရောင်လို့မြင်တယ်လူလို့မြင်တယ်ကားလို့မြင်တယ်။အဲ့ဒီဟာပဂတိကိုမြင်နေတဲ့သဘောမြတ်စွာဘုရားကတော့ဘာလို့ပြောလဲ။ ဉာဏ်နဲ့မြင်တာကြတော့ရုပ်ပဲဖောက်ပြန်တတ်တဲ့သဘောပဲအာယုံကိုမသိတတ်တဲ့သဘောလို့ပြောတယ်။အနည်းလို့သိသွားအောင်ဒီမှတ်နိုင်ရင်တော့ပိုမကောင်းတာ။ကောင်းတယ်လေနော်။ပြီးတော့မြင်သိသွားတဲ့စိတ်ကလေးအဲ့စိတ်ကလည်းဘလောက်မှကြောင်တည်တတ်မနေဘူးနော်။အဲ့စိတ်ကလေးရဲ့နောက်မှာနောက်တစ်စိတ်ဆိုတာဖြစ်ကိုဖြစ်မှာ။ကိုကတစ်စိတ်ပဲလို့သိနေရင်ဟန်ချက်ကမညီဘူးပေါ့။အဲ့လိုလေဒီ သွားမယ်နော်အဲ့ဒါဆိုတော့ကိုကမြင်သိသွားတဲ့အခိုက်မှာကိုသိစရာရုပ်တရားတွေကိုသိလိုက်ရမယ်နန်းဆိုတဲ့အာယုံကိုသိတတ်တဲ့သဘောတွေအများကြီးရှိနိုင်တယ်နော်အဲ့ဒီသဘောတွေကိုလည်းမလိုအောင်သိရမယ်သိပြီးသွားတော့တခါဘာလို့သိအောင်လဲသူတို့ရဲ့ကုံပြောက်သွားတာကိုလည်းသိရမယ်သူတို့ဖြစ်လာလို့ကိုကမြင်တာကိုနော်တိုက်ဆိုင်သွားတဲ့အတွက်မြင်တာကို နှလုံးသွင်းမိလိုက်တဲ့အတွက်မြင်တာ။မြင်လိုက်တဲ့အခါအဲ့ဒီမြင်မှုသဘောလေးပျောက်သွားတာကိုလည်းမလုပ်ရမယ်။သိရမယ်ဆိုတဲ့အချက်လည်းကိုကပါရမယ်။နော်။အဲ့ဒီတက်ပို့ပြီးစွာနိုင်ရင်ကြတော့ဘာဖြစ်နိုင်မလဲ။အဲ့လိုမြင်မှုကိုဖြစ်စေတဲ့အကြောင်းရင်းကိုလည်းပိုင်းခြားပြီးသိသွားနိုင်ရမယ်။အဲ့ဒါကိုပဲခုနဉာဏ်စင်စရာကြီးဆိုပြီးဆိုလိုက်တယ်နော်။ ဒီလိုမြင်မှုမျိုးနောက်ထပ်ဖြစ်မယ်ဆိုရင်သူ့ရဲ့အကြောင်းရင်းရှိတယ်အဲ့ဒီအကြောင်းကိုလည်းကိုကသိမ်းဆီးပြီးတော့တိသွားနိုင်ရင်တော့ပိုမကောင်းလားအဲ့ဒီလိုမျိုးမျက်စွာဗျာတတိကိုအဲ့ဒီလောက်ထိသွားတယ်အဲ့ဒါနဲ့ပြီးလားဆိုမပြီးပြန်ဘူးနော်အဲ့ဒီမြင်မှုသဘောလေးကိုပယ်လိုက်တဲ့စိတ်ကိုလည်းမလုပ်ရမယ်သိရမယ်ဘာဖြစ်လို့ပယ်လိုက်တယ်လို့ပြောလဲပဂတိ မြင်တာပဲဖြစ်ဖြစ်ကြားတာပဲဖြစ်ဖြစ်မှုန်းနံတာပဲဖြစ်ဖြစ်စားလိုက်တာပဲဖြစ်ဖြစ်တွေ့ထိတာပဲဖြစ်ဖြစ်ပြီးတော့အဲ့ဒီအာယုံတွေပြန်ပြီးတွေးကြံတာပဲဖြစ်ဖြစ်ကိုကဘာနဲ့ပဲကန့်ညိတတ်လို့လဲသဘောကြတာရဲ့သဘောမကြတာသဘောကြတာလည်းမဟုတ်သဘောမကြတာလည်းမဟုတ် အလေအလတ်ရဲ့အဲ့ဒါမျိုးခံစားမှုနဲ့ကိုကသွားနေအဲ့ခံစားမှုကကုသိုလ်လားအကုသိုလ်လားလို့မေးရင်ဘယ်လိုဖြေကြလဲ သဘောကြတယ်ဆိုလောဘနဲ့ပဲသဘောမကြဘူးဆိုဒေါသနဲ့ပဲသဘောကြတာလည်းမဟုတ်သဘောမကြတာလည်းမဟုတ်ဥပိ္ပခာနဲ့လို့တတ်မှတ်ရင်တော့မရဘူးလားရပါ့မယ်တတ္တဝါတွေညာသွားဖြစ်တော့ဥပိ္ပခာနဲ့လည်းမသွားပဲဘာနဲ့သွားလဲမောဟနဲ့နဲ့သွားနော်ဒါကြောင့်မလို့အဲ့ဒီလိုခိုက်တန်နေမှာထင်ရှားသွားတဲ့ဖတ်တာဆိုတာရဲ့တွေ့သွားတာရဲ့အဆုံးမှာခံစားမှုဆိုတာလေးကိုပဲကိုပါပြရမှာ ပယ်လိုက်နိုင်တဲ့အထိတတိလေးကိုပါလို့ကတ်ရအောင်အဲ့ဒီပယ်လိုက်နိုင်တာကိုလည်းကိုကိုတိုင်ကပါလို့သိသွားရအောင်ပယ်လိုက်လို့အဲ့ဒီလိုအာယုံနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာတဲ့သဘောတွေချုပ်သွားတဲ့အနေအထားကိုလည်းပါပြရအောင်သိရမယ်အဲ့ဒီနီးနေပဲယဟန္တာဒီဟာကုသိုလ်ကံအကုသိုလ်ကံတွေမဖြစ်အောင်ပါလို့ကြပယ်သွားကြတယ်အဲကြောင့်မြင်တာရောကြားတာရောအကုန်လုံးပါနော် တော့အဲ့ဒီလိုလင်းဖြစ်တည်ဖို့အတွက်ဆိုရင်တတိလေးရဲ့အားကောင်းမှုအနေထားကိုထောက်ကူတာဆိုတမာတိပဲရှိပါလဲဗျာတမာတိနော်အခုဒီဘုရားကြီးတော်တို့ဖတ်နေတာဆိုစိတ်ရဲ့စင်ကြယ်ခြင်းစင်ကြယ်တဲ့စိတ်ဆိုတဲ့တမာတိအပိုင်းလေးဖတ်နေနော်အဲ့ဒီတမာတိဟာစိတ်တော်ဝိတုဒ္ဓိဆိုတဲ့အမည်ဟာတဲ့စိတ်ကိုကောင်းတတ်ပြီးခေါ်အပ်တဲ့အမည်ပဲလို့ဒီမှာ ဆရာတော်ဘုရားကြီးကတော့ဘာသာပြန်ပြထားတယ်เนาะနားလေအောင်ဘာတဲ့လဲဘုရားစိတ်တဝိသုဒ္ဓိဆိုတဲ့အမည်ဟာစိတ်ကိုစိတ်ကိုကောင်းတက်ပြီးတော့ပဲခေါ်တာเนาะအမှန် အားဖြင့်တော့ထက်သန်တဲ့တမထတမာတိဝိပဿနာတမာတိဖြစ်လက်တော့ထိုးထိုးအာယုံကိုကြံစီမှုဟူသောနိဝရဏတို့သည်အကြာအကြာ၌ဝင်၍မဖြစ်နိုင်ကုန်ပြီလို့ပါတယ် ခဏတော့ကတိတဲ့အခိုက်မှာတော့မှကုသိုလ်နဲ့အကုသိုလ်ကံဆိုအကုသိုလ်ကံနဲ့ဆွဲညှိမှုတို့ကရှိနိုင်တာ哦နော်ဒီမှာတော့ဘာဘာပြလဲအောင်ဆဲဆိုရင်သမထသမာဓိဝိပဿနာသမာဓိဖြစ်ပြီဆိုရင် ထင်လာသမျှထိုးထိုးအာယုံတော့အာဤအာယုံထင်လာပြီးရင်နောက်ကနေကြံတိဝီထိအမြဲပါတာ哦နော်စားတိပြီးလဲကြံတိဝီထိပဲ ငွေတိနန္တိပြီးလဲဂျန်တိဝီတိအဲ့တော့အဲ့ဂျန်စီမှုဆိုတဲ့ဝီတိတွေရဲ့သဘောမှာဒါတွေပါလာမလဲဆိုတော့နိဝရဏတွေရှားဝင်လာတယ်လေနော်သဘောကြတယ်တို့ဗျာပါဒတို့ဒါကအဲ့ဒီအာယုံကိုယူရတာမလုတ်ချင်တော့ဘူးတို့ကြီးငွေလာတယ်တို့ပြင်းတယ်တို့နော်နောက်တကဘာဖြစ်လဲကုတ်ကုတ်စကုတ်ကုတ်စဆိုပြန်တော့နာမဟုတ်ဟဲ့ကုတ်ကုတ်စမဟုတ် ပြန်လွန်နေဆိုဥဒ္ဒစ္စအာယုံကိုတေချာမစူးဆိုင်တဲ့လူကတေချာတယ်ပြန်လွန်မှာပဲစူးဆိုင်လွန်ခဲ့ရင်လည်းဘာဖြစ်မှာပဲပြန်လွန်မှာပဲနော်အဲ့လိုတတိလေးမထားလိုက်မိတာကိုပြန်မိပါပြီလို့ဟာအဲ့လိုလေးတိသွားရင် ကောင်းမှာပဲမလုလိုက်ရဘူးအဲ့ဒါမျိုးဆိုရင်ကုတ်ကုတ်စာနော်အဲ့ဒါပါလေကုတ်ကုတ်စာနော်ကိုမမှတ်လိုက်ရဘူးတော့မှတ်လိုက်မယ်တော့အဲ့ဒါမျိုးလိုက်လုံနေတာနော်အဲ့ဒါမှတ်နေတာမဟုတ်ဘူး ခါကျတော့ကိုကိုကိုတတိထားနေတယ်လို့ထင်တတ်တယ်အဲ့ဒါမှဖြစ်နေရလဲကိုကိုစသဘောတည်းဝင်သွားရနော်အဒီလိုလေးမှတ်လိုက်ရင်ကောင်းသားအဲ့လိုတော့မလုပ်လိုက်အောင် နောက်ပေါ်လာအဲ့လိုလေးမှတ်အောင်မယ်အဲ့လိုလေးတွေနော်တကယ်ကတော့ကိုကိုကိုအစီအစဉ်ချနေတယ်လို့ထင်ရလောက်အောင် तू ကလှည့်ပတ်နေတယ်နော်သူ့သဘောလေးရပါလေကိုကိုစနိဝရဏပြီးတော့ဒီလိုလေးမှတ်တာပဲငါဒီတိုင်းပဂရိနေတော့ကလည်းသိနေတာပဲဥစ္စာအဲ့ဒါအောင်ထူးတယ်လေ မှတ်နေရတယ်လို့လို့ဖြစ်သွားရင်တော့ဗာဖြစ်သွားရင်တော့ဝီစီကိစ္စဖြစ်တော့နော်ဒီလိုတတိကပြီးမှတ်လိုက်ရမယ်ဆိုတဲ့အချက်ပေါ်မှာတရားတော်ရဲ့အပေါ်မှာမြတ်စွာဘုရားတိလာတဲ့အပေါ်မှာဗာဖြစ်သွားတယ်အံညုံမတန်တရားဖြစ်အဲ့လိုနိဝရဏတွေဟာအကြာအကြာမှာသူကအမြဲတမ်းဝင်လာနိုင်တာ ਉਹ နော်ဝင်လာနိုင်တဲ့အတွက်စိတ်တဝိသုဒ္ဓိဆိုစိတ်စင်ကြယ်နေမှသူကကြားမဝင်နိုင်မှာအကြောင်းတမထအာယုံ ဝိပဿနာအာယုံတို့မှာစူးစိုက်တည်ကြည့်တော့သမာဓိတည်တာလေနဲ့တဆက်တည်းစင်ကြယ်စွာ ဖြစ်၏လို့ဒီလိုလေးရေးထားတယ်ခင်ဗျာဘလိုလေးကြားလိုက်ပါလဲပြောကြည့်ပါဦးသမထအာယုံဝိပဿနာအာယုံတို့၌စူးစိုက်တည်ကြည့်တော့သမာဓိလို့ပြောမယ်နော်ဥမာတခုခုကိုလုတ်တယ်ဆက်ချုပ်တဲ့ဆရာမကိုဥပမာပေးရင်တော့နော်ဟုတ်တယ်မလား စက်ကြောင်းလေးဖြောင်းလာသူစိုက်ပြီးတော့ကြည်နေတာပဲဖြောင်းနေအောင်နင်းမယ်စိတ်တခြားကိုမလွန်ဘူးအဲအဲ့ဒါတမထအာယုံလို့ဘသူကပြောမလဲပြောဖို့ခဲရင်သွားမယ်နော်ဒါပေမဲ့အဲ့ဒါကိုကြည်တယ်မြင်တယ်ခြေထောက်လှုပ်ရင်လှုပ်တယ်နော်ကိုဖြောင်းအောင်လို့သတိထားလိုက်တယ်ဆိုသတိထားတယ်အဲ့ဒီလိုမျိုးလေးပါသွားလိုက်ရင်ဒါဘာဖြစ်သွားလဲဝိပဿနာအာယုံတင်ပြီးရှုတာပါပါ ကြားလိုက်တော့လည်းအင်မတန်မလွယ်ဘူးလားဆိုလွယ်တယ်เนาะဒါပေမဲ့လုံမိလားဆိုရင် လုံမိဖို့ခဲရင်းတယ်ဒါပေမဲ့ကိုကတခြားမလွန့်ပြတ်နေတာကိုတော့သဘောမကျအောင်လားကြာကြည့်ဒီချိန်ကဘာအကုသို့ကံမှမတွေ့ဘူးဒါဆိုငါတမာတိဖြစ်နေတာလို့ထင်အောင်ထင်မှမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အဲ့ဒီလိုဖြစ်သွားမယ်ဆိုရင်အဲ့ဒါကိုตายရသွားမယ်ဆိုရင်ဒါตายရသွားပြီ ဲ့ဒီตายာမှုကိုလည်းဘာလို့အောင်တည်ရမယ်